တရုတ်တိုက်ပွဲအရေးနဲ့ပတ်သက်ပြီးတရုတ်ကဂျပန်ရဲ့ပင်လယ်စာတင်ပို့မှုကိုဆိုင်းငံ့သွားလိမ့်မယ်လို့ဂျပန်မီဒီယာတွေကနိုဝင်ဘာ19ရက်မှာဖော်ပြခဲ့ပါတယ်။နိုဝင်ဘာ9ရက်ကဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီဟာတရုတ်တိုက်ပွဲတိုက်ခိုက်ခံရပါကဂျပန်ကစီးရီးအယဝင်ရောက်မှာဖြစ်ကြောင်းပြောကြားခဲ့ပြီးတဲ့နောက်တရုတ်နဲ့ဂျပန်ကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။တရုတ်တိုက်ပွဲကို၎င်းရဲ့နယ်နိမိတ်အဖြစ်ကြေညာထားတဲ့တရုတ်က တာကာအီချီရဲ့မှတ်ချက်စကားကိုဒေါသတကြီးတုံ့ပြန်ခဲ့ပြီးဂျပန်တန်အမတ်ကိုဆင့်ခေါ်ခဲ့ကတရုတ်နိုင်ငံသားတွေကိုလည်းဂျပန်ကိုတွမ်းရောက်ခြင်းမပြုဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပြင်တရုတ်မှာပြသမဲ့ဂျပန်ရုပ်ရှင်ကနှကားကိုလည်းထုံးနှင်းပြသမှုဆိုင်းငံ့သွားမယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။ တရုတ်ကဂျပန်နိုင်ငံထံကနေတင်သွင်းဝယ်ယူနေတဲ့ပင်လယ်ဇာတွေကိုဆိုင်းငံ့မဲ့သတင်းနဲ့ပတ်သက်ပြီးဖော်ပြခဲ့တဲ့ဂျပန်မီဒီယာတွေထဲမှာ NHK သတင်းဌာနလည်းပါဝင်ခဲ့ပါတယ်။အခုလိုပိတ်ပင်မှုဟာဂျပန်ရဲ့ဖူကူရှိမားနျူကလ িয়ার ဓာတ်ပင်စက်ရုံကနေဆွန့်ထုတ်ခဲ့တဲ့တန့်စင်ပြီးရေစိုးတွေရဲ့အခြေအနေကိုလေးလံစောင့်ကြည့်ဖို့လိုအပ်တာကြောင့်ဖြစ်တယ်လို့တရုတ်ကရှင်းလင်းပြောကြားခဲ့ကြောင်း NHK ကဖော်ပြခဲ့ပါတယ်။ တရုတ်ဟာအရင်ကလည်းဂျပန်ရဲ့ဖူကိုရှိမားနျူကလ িয়ার တရားပေးစင်ယုံကတန့်စင်ပြီးရေစိုးတွေဆွန့်ထုတ်မှုနဲ့ပတ်သက်ပြီးဂျပန်ရဲ့ပင်လယ်ဇာတွေတင်ပို့မှုကိုပိတ်ပင်ခဲ့ဖို့ပြီးဒီပိတ်ပင်မှုကိုမကြသေးမီကမှပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ ဂျပန်ရဲ့ပင်လယ်ဆောင်တင်ပို့မှုတွေကိုပိတ်ပင်မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးနိုဝင်ဘာ16ရက်ကအတည်ပြုခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဂျပန်ဆိုရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူမီနာရိုကီဟာရာကလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတရုတ်ဘက်ကတစုံတရာအတည်ပြုခြင်းမရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။